င်းင်းဆိုင်ရဲ့အစ်စိန်ဂျူကုန်းကဆိုင်ရဲ့နှစ်ဆိုင်လုံးကအိုက်ကောင်လေးမြောက်အိုက်ကောင်လေးပဲပိုင်တာအဲပိုင်နေဆိုတော့သူကသူလောက်တာပေါ့နိသူဥတီပြီးလာလောက်တာဖြစ်တဲ့အတွက်ကျွန်တော်ကမနေ့ကကျွန်တော်စပြောလိုက်တော့ဒီလေးလို့အိုက်ခင်းကြီးတွေဘာလို့လောက်ယူရောင်းတာလဲဆိုတော့မကိုက်လို့ညီလေးလို့မကိုက်ဘူးဆိုရင်လို့မင်းငါတို့ညှိလို့ရတယ်မကိုက်တဲ့အကြောင်းပြချက်ကျွန်တော်ပြောဆိုတော့မလှုပ်ဘူးအမမမကြီးပြောတာအဲ့စားပါယူသွားပါဘိုင်ပါနေယူသွားဦးကျွန်တော်ဒါကျွန်တော်လိန်တာလည်းမကြိုက်ဘူးကျွန်တော်ညာတာလည်းမကြိုက်ဘူး အဲ့ဒါမင်းကဒီဆိုင်ဖွင့်လို့မကြိုက်ဘူးစေ။ကျန်တဲ့ဆိုင်ကဘာလို့ဖွင့်နိုင်တယ်လဲလို့မေးတော့ကျွန်တော်စီမံခန့်ခွဲမှုညံ့လို့ပါ။လူတယောက်ကိုအခုလုတ်တက်လာကျွန်တော်ပဲပြတာလေ။ခုကျွန်တော်နာမည်နဲ့လည်းယူပြီးလှူစားသေးတယ်။ကျွန်တော်ကမျိုးစုံတွေထုံးနှက်ပြီးတော့ကျန်ဟင်းကိုစိုက်ပါတယ်တဲ့။အမေစိုက်တဲ့ဘက်ကိုရောက်လို့ तू ကပဲကျွန်တော်ကိုကဲတင်မဲ့လို့ကဲတင်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်ကို तू ကကဲတင်ဒီဆိုင်နဲ့ဆိုင်ကဒီလူတွေအကိုကိုလှုပ်ထားတယ်အဲ့ဒီလှုပ်ထားတဲ့အတွက်ကိုအကိုက ဒီဆိုင်နှဆိုင်နဲ့မင်းတို့ကိုလက်တွဲလို့အဆင်မပြေဘူးဆိုတော့ချက်ချင်းကျွန်တော်ဒီဆိုင်နှဆိုင်ကိုပိတ်ပေးပါမယ်ဒီဆိုင်နှဆိုင်ကိုပိတ်ပေးပါမယ်ဆိုတော့သူမှအရှင်ရနေပြီလူတက်ကိုအရှင်ရမှာဒါမှကျွန်တော်မပြောဘူးကျွန်တော်သိစေချင်တာကဒီဆိုင်နှဆိုင်ဒီကျွန်တော်နဲ့မဆိုင်တော့ဘူးဆိုတော့ပဲကျွန်တော်သိစေချင်တာရန်ငင်းဆိုင်ရဲ့အစ်စိန်ဂျူကုန်းကဆိုင်ရဲ့နှဆိုင်လုံးကအိုက်ကောင်လေးမြောက်အိုက်ကောင်လေးပဲပိုင်တယ်အပိုင်နေတဲ့ဆိုတော့သူကသူလောက်တာပေါ့နိသူဥတီပြီးလာလောက်တာဖြစ်တဲ့အတွက်ကျွန်တော်ကမနေ့ကကျွန်တော်စပြောလိုက်တော့ဒီလေးလို့အိုက်ခင်းကြီးတွေဘာလို့လောက်ယူရောင်းတာလဲဆိုတော့မကိုက်ဘူး ညီလေးလို့မကြိုက်ဘူးဆိုရင်လို့မင်းငါတို့ညှိလို့ရတယ် public မှာတော့အခုဒါပြောလို့အစ်မပြေဘူးလေဘလောက်နဲ့ရောင်းလဲဆိုတာကြိုက်တဲ့ဆိုင်ကိုမေးလိုက်ပါကျွန်တော်အများကြီးယူပြီးရောင်းမထားဘူးအခုဈေးမကြိုက်လို့နည်းနည်းတက်ဖို့တော့မှတူမတွေကတောင်းစီနေမှာကျွန်တော်အုပ်တာနေဦးတမီးတားကြီးလို့မတက်နိုင်ဘူးဘလို့ပြောဆိုဦးကျွန်တော်အဲ့လောက်ကြည့်အဲ့တော့မင်းမကြိုက်ဘူးဆိုရင်ငါ့ကိုတိုက်ရိုက်ပြောလို့မင်းမပြောမင်းနဲ့တိုက်ရိုက်မပြောဘဲနဲ့မင်းမောင်မင်းသူများမဝင်ငါးဆိုင်အောင်မှာမင်းမဝင်ငါးတွေချက်အောင်နေဆိုမင်းငါတရားဆွဲလို့ရတယ်အဲ့ဒီအချက်အကိုတွေကျွန်တော်တောင်းပန်ပါတယ်နော်သူတို့တောင်းပန်ပါတယ်ပြီးသွားဟောလားကျွန်တော်ပြောပြတာလေဒါမဲ့ မင်းခုလုတ်တဲ့လုတ်ရက်ဒီလို့မှားလားမှန်လားမင်းကိုပြင်မဲ့ပြန်စင်းစားလို့ငါမုံငါအောက်မှာမင်းမုံငါတွေခိုးရောက်လာကြတော့မကြိုက်လို့မကြိုက်မင်းငါဖွင့်အဲ့တော့မင်းရတာမကြိုက်ပြန်တဲ့ဆိုင်နေခုအများကြီးဖွင့်လာတဲ့ဆိုင်နေတယောက်မှအဲ့ဒါမတက်လာဘူးလို့အဲ့ကြမှာကျွန်တော်စီမံခန့်ခွဲမှုညံ့သွားလို့ပါဟောမျိုးစုံနော်အဲ့တော့အဲ့လိုတွေလှန့်ပြုံးနေတဲ့လူရောက်ကိုကျွန်တော်ရေရှိလက်တွဲနေကျွန်တော်ကသူက လာလောက်တော့မှာလေမျိုးစုံလေးသူလာလှည့်စားတော့မှာဆိုတော့အဲ့တော့မဖြစ်သင့်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာပြောချင်တာပါကျွန်တော်ဒီရိုးသားအလုပ်လုပ်စားရတယ်ကျွန်တော်စီလာပြီးရိုးသားမှုတွေလည်းရှိတဲ့လူတွေအဲ့တော့မုံငါဟင်းရဲ့အကျွေးချန်နဲ့တောင်းရင်တောင်းရင်ရန်ဖြစ်တယ်သူဒီပေးစရာပတ်စံရှိတဲ့အချိန်မှာဥယျာဉ်ကျွန်တော်လူဒါတင်းဆောင်တယောက်ပါနော်ဒါတိုင်းပြည်ကြီးတယောက်ပါအဲ့လိုပြောလို့ခုံမှာတော့မဟုတ်သူနဲ့သူလက်တွဲနေလူတောင်ကျွန်တော်လမ်းပေးရလာတဲ့လူလည်းမဟုတ်ပါဘူးမေတ္တာတရားဒီလောက်သူ့ဘက်မှာထားပေးတဲ့သူတယောက်ကိုဖုံးဆက်တာမကင်တာလူတယောက်ကိုစော်ဟားတာပဲ နော်ညီမလေးကိုပြဖုန်းနဲ့ထက်ထက်ဆက်တယ်အဲ့တော့ तू ပေးစရာကျဘာမဟုတ်တဲ့ဒီပတ်စံလေးငါသိန်းကိုပေးရမှာသူကောင်မလေးကလည်းအိုက်ပေးအဲ့တော့ तू မပေးရင်တမီးပေးတော့မယ်တဲ့တမီးပေးမယ်ဆိုရင်တလားနှစ်လားအခုကြာသွားပြီကြာသွားဖုန်းလည်းမနောက်ပိုင်းစက်ပတ်ကင်နေတော့ကျွန်တော်မှစရည်ရှိပါလေညီမလေးလို့မပေးချင်ဘူးဆိုလည်းရတယ်မပေးနဲ့တော့မယူတော့ဘူးရတယ်ဒီတိုင်းမှအလုံးလုံးတော့လို့နောက်တစ်ချိန်ရန်ငင်းမှာဆိုင်ဆိုင်ဖွင့်လာမယ်ဆိုအခုဖွင့်ပါပဲနော်အစ်စိမ်မှာဆိုင်ဆိုင်လာတောင်းရင်ကိုဖွင့်ပါမယ်နင်တို့ဘက်ကစပြီးတော့ ပြတ်တာအခုမှပြတ်တော်ပြီးစိတ်စကားပြောလိုက်တာဘာမှပြန်ပြောဘူး။အော်နောက်ပိုင်းအဲ့မုံကအကျွေးရင်းပြသနာတက်တယ်ကျွန်တော်ပြောတယ်။အရင်အမတွေကသူကရန်လုတာ။အမေကသူကသူကပေးစရာရှိတယ်ဒါပေမဲ့ထားလိုက်။ကိုရေးရှိလုတာပဲမပြောနဲ့တော့လို့ပဲကျွန်တော်ကပြောတယ်။အဲ့ဒါကျွန်တော်ဖျားကြအခုတို့ဒီဟာကြည့်ပြီးလို့တို့မှန်နဲ့ထင်လားရှင်းမ။ထိုက်တဲ့ညမှာရှင်း။ကြဲလေးမှလိုက်ရှင်းမ။ဘာလို့ဆိုတော့တို့လုတာများသွားလို့။အဲ့တော့တို့အကျွေးပေးစရာရှိတော့တောင်းလို့ရှင်။အဲ့မုံကအကျွေးရစအမေနေမကောင်းလို့ခွင့်လွှတ်ထားတယ်။အမေတော့ထားလိုက်ထား။အမေကမတောင်းပါနဲ့ဦးဒီဟာထားလိုက်ထားလိုက်။ ဒါပေမဲ့မပေးဘူးလားမပေးတယ်နော်ဒီမုံငါကိုရင်းလိုက်မှဒီကျွေးကိုပေးကြာတာကိုပြောပြတာခွန်းလွတ်ခဲ့တာကိုပြောပြတာပါအဲ့လိုမုံငါကျွေးပေးပြန်တော့အခုဒီနောက်နောက်တစ်ခိုင်ဒီပတ်စံပေးတော့တောင်းတော့လေဟောသူ့အမေဆင်းုပ်တက်ပြီးသူတက်ရပြန်တယ်နော်မျိုးစုံကြီးခွန်းလွတ်ခဲ့ရတာပဲဒါပေမဲ့ကျွန်တော်တို့ခွန်းလွတ်တာကိုအခွင့်ကောင်းယူပြီးတော့အခုနှစ်စီလာမြတ်ဒီတနှစ်လောက်ကိုတို့ပျောက်ချသွားတယ်သူကအခုကိုတို့ကြီးရှင်ကြလဲကြပြန်ပေါ်လာပြီးတော့တို့လိုအပ်ချက်ရှိလာတော့ဒီဆိုင်ခွဲတွေအများကြီးဖွင့်ပြီးဒီနီးကိုချက်နီးကိုရောင်းပေးရမယ်ဆိုတာသူလဲဒါပြောနေရဲတဲ့တတ္တိကိုအံ့ဩတာ စဉ်းစားပါဦးเนาะကျွန်တော်ပြောပြရလေခုနေဆိုင်နေကြတော့ကျွန်တော်ကနေဝေးမှုလို့ကျွန်တော်ကဒါပေးရတာတက္ကနာလေအများကြီးလည်းရင်လေးမှာမတောင်းဘူးဘာလို့လဲကိုမုံငောင်းစားစီချင်တာရဲ့ဒီလိုဖြစ်စေကိုစေတနာပါဒါမဲ့ဒီရန်ကုန်မှာလာပွင့်ပြီးတော့ကျွန်တော်ဆိုင်ကိုလာတက်မဲ့ကိစ္စကသူမလို့ပြောရက်တာကိုကျွန်တော်အံ့ဩတာနောက်ပိုင်းကျွန်တော်ကသူ့ကိုစောင့်ကြည့်နေတယ်ဒီမုံငောင်းကြီးရောင်းတဲ့ကိစ္စကိုသူကရောင်းတဲ့ကိစ္စမလဲကျွန်တော်မပြောဘူးဆိုတော့ကျွန်တော်ကသူတို့နှစ်ဆိုင်မှမရောင်းရရင်ကျွန်တော်ကជីវ៉ាပြတ်ပဲဆိုတော့အတွေးမျိုးနဲ့ तू ကတစ်စစ်ထက်တက်လာတာ အခုရဲအခုကျွန်တော်ပြောသလိုမနက်ဖက်ကုတ်ကားသမားတွေပို့တယ်ဒီမောင်ကြီးရဲ့အိုကြီးတအိုးလုံးတဲ့ထားတာကိုကျွန်တော်ကားသမားဟောကျွန်တော်မပြောဘဲနေမလားကျွန်တော်သူတို့အရာနှစ်ရှည်လာများခွန့်လွတ်ခဲ့တယ်ဆိုတာကျွန်တော်မြေတားတရားတစ်ခုကြောင့်ဩနေပါစေဟောကိုစီလည်းပုံမှန်မပြတ်ယူနေတာပဲဆိုတဲ့အတွေးမျိုးလေးနဲ့လာပါစေထားပါသူတို့မကြိုက်ဘူးဆိုတာဒါကဲမကြိုက်တဲ့အကြောင်းပြချက်ကျွန်တော်ပြောဆိုတော့မလှုပ်ဘူးတောင်းမှမှားကြည့်ပြောလိုက်အဲ့စားပါယူသွားပါဘိုင်ပါနေယူသွားဦးကျွန်တော်ဒါကျွန်တော်လိန်တာလည်းမကြိုက်ဘူးကျွန်တော်ညာတာလည်းမကြိုက်ဘူး အဲ့ဒါမင်းကဒီဆိုင်ဖွင့်လို့မကြိုက်ဘူးစေကျန်တဲ့ဆိုင်တွေကဘာလို့ဖွင့်နိုင်တယ်လဲလို့မေးတော့ကျွန်တော်စီမံခန့်ခွဲမှုညံ့လို့ပါအဲ့လိုစကားနဲ့လည်းပြီးသွားတယ်လူတယောက်ကိုအခုလုတ်တက်လာကျွန်တော်ပဲပြတာလေသူကျွန်တော်နာမည်ကိုလည်းလဲယူပြီးလှုပ်ရှားသေးတယ်ကျွန်တော်ကိုမျိုးစုံတွေထုံးနှက်ပြီးတော့ကျန်ဟင်းကိုစိုက်ပါတယ်တဲ့အမှန်စိုက်တဲ့ဘက်ကိုရောက်လို့သူကပဲကျွန်တော်ကိုကဲတင်မဲ့လို့ကဲတင်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်ကိုသူကကဲတယ်တလ42တင်ရဒီတိုင်းမျိုးသွားလို့စာချုပ်ချုပ်ပါတယ်ဒါမှဒီစာချုပ်တစ်ခုက तू ကနောက်ပိုင်းရတာအကိုမကြိုက်လို့ဖြုတ်လိုက်ပြီဆိုရင်ကျွန်တော်ကဘယ်နှလားနဲ့ခံရမှာလဲ ဘူတလာနာနဲ့ခံပြီးဆိုကျွန်တော်ရဲ့နီးကိုသူရပါတယ်လေလောက်ချင်တယ်လောက်စားဘူးအဲ့တော့အဲ့လိုပြောရတဲ့တတိတွေကိုအကွာငြိမ်နေလို့မရတော့လို့အကွာဖွင့်ပြောတာပါ